so အားလုံးပဲမင်္ဂလာပါ ကျွန်တော်ဒီနေ့အဲပြောပြမယ့်အကြောင်းအရာကကျွန်တော်တင်မောသားလောကထဲမှာရှိတဲ့ဂျေဇုကံဂျေဇုစာဆိုတဲ့ကိစ္စပေါ့နော်အဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်နည်းနည်းလေ့ရှိနေတာပေါ့ဗျာဆိုတော့ကျွန်တော်တို့တင်မောသားတွေအပေါ်မှာ အကြီးမားဆုံးချီနောင်ထားတဲ့အရာပေါ့နောက်ဆုံးကျွန်တော်တို့ကရည်ကြီးတွေပေးပြီးတော့ တင်ပါတင်မောတက်သွားသည့်တိုင်အောင်မှတကယ်ဆို SRBS နဲ့ကျွန်တော်ကြားထဲမှာဒီ interview ဖြေတဲ့ပတ်စံပြီးရိုက်ကြည့်ပြီးတက်ရတယ်ကိုယ့်အကူကိုယ့်ရဲ့ခွန်အားညာသုံးပြီးတော့အလုပ်သွားလုပ်တယ်ကိုယ့်ပတ်စံကိုရှာတယ်ပြီးရင်ဘေးအနေကင်းရှင်းအောင်လုပ်လုပ်ရတယ်အာလူအောက်ကျလို့လူမပြီမသေးဘူးဆိုတော့ ခံယူချက်တွေနဲ့ကျွန်တော်တို့ကအထူးထောင်းအဖိနဲ့ခံပြီးတော့ရှင်တန်အောင် နေရတယ်တမောပေါ်မှာပြီးွားရင်အကျွန်တော်ရရရတင်ရထိုက်တွေလာတာတွေရပြီးတော့ပြန်လာတယ်တခါကြီးကြရင်အဲ့ဒီပုံမှာတချို့တွေကအမျက်ထုတ်တယ်ကျေးဇူးတင်တဲ့နေပေါ့နော်ကျေးဇူးရှင်တွေအနေနဲ့ခံယူထားတာမျိုးတွေလည်းရှိပြန်လာရင်တမောသားကရက်ပလင်းနေခါရတယ် ဟိုလက်ဆောင်ပေးရတယ်ဒီလက်ဆောင်ပေးရတယ်ဒါမှသာလင်နောက်တစ်ခေါက်တင်ပြီးရဆိုတဲ့ကိစ္စမျိုးတွေရှိပြီးတော့ရင်မင်းတို့ကိုတင်မောတင်ပေးတာမင်းတို့ကျေးဇူးတော်တင်ရအောင်မယ်ဆိုတဲ့စကားမျိုးတွေရှိဆိုတော့တင်မောသားလောကမှာအဲ့ကျေးဇူးခံကျေးဇူးစားကိစ္စကအရန်ကိုအဲလို့ပြောမယ်စိတ်ဒုက္ခရောက်စီတယ်ဗောနော်တင်မောသားကို ကျေးဇူးဆိုတဲ့စကားလုံးနဲ့ချီနှောင်လိုက်ချီနှောင်ပြီးတော့အဲ့ဒီကြိုးဒီကြားထဲမှာ ရုံးမထွက်နိုင်အောင်လှုပ်ကြတယ်ကျွန်တော်ခံယူချက်ကတော့ကျွန်တော်တို့ဒီကျေးဇူးခံကျေးဇူးစားဆိုတာထက်ကို professional ဆက်ဆံမယ်လှုပ်လှုပ်ကြတာကောင်းတယ်အော်ကျွန်တော်ပေးစရာရှိရင်ပေးမယ်လှုပ်စရာရှိရင်အလုပ်သွားလုပ်မယ်အဲ့ဒီပုံမှာဘာချီနှောင်မှုမှမရှိတာကောင်းတယ်။ဒီကြရှိရပေးပြီးွားရင်ကိစ္စကပြီးသွားပြီ ျွန်တော်သင်တန်းဖွင့်လေထိုနီလကောင်းမယ်။ဒါကြောင့်မို့ကျွန်တော်လမ်းပေါ်မှာအများနဲ့ပြောပြတယ်။ကျွန်တော်ဘသူဘသူမှာအော်ပရိဒခေါင်းနေတက်ပြီးကုညီနေတာမျိုးမဟုတ်ဘူး။ကျွန်တော်ကိုလို့စရာရှိတာလုပ်တယ်။ယူတင်တာယူတယ်။ထိုက်တင်လျောက်ပတ်တလို့ယူတင်တာယူတယ်။ယူပြီးွားရင်အင်တာဗျူးအောင်အောင်ကြိုးစားပေးတယ်။အလုပ်ရအောင်ကြိုးစားပေးတယ်။ဒါပဲ။ ဆိုအဲ့ဒီမှာလည်းကိစ္စပြတ်သွားပြီကျွန်တော်တို့အတွက်ကဟောကျေးဇူးမတင်လဲဘာမှမဖြစ်ဘူးကျွန်တော်တင်တန်းကြီးယူပြီးတော့ကျွန်တော်စာတင်တဲ့တကြောင်မလို့ကျွန်တော်တင်ပေးတင်တာတင်ပေးတယ်တင်မောသားကလည်းပေးတင်တဲ့ပတ်စံပေးတယ်အဲ့ဒီမှာကိစ္စပြီးသွားပြီတင်မောသားဘက်ကတော့ဒါကတော့ကျေးဇူးတင်တယ်အာလဖိတ်တိုက်တယ်ကွန်ကျွေးတယ်မိုးလိုက်ဝဲကျွေးတယ်ဒါမျိုးကိစ္စနည်းနည်းပါးပါးရှိမကျွေးလို့မတိုက်လို့အာကွန်တန်းကြီး ဖုန်းလေးတကောပဲဆက်သွားလဲကျွန်တော်တို့ကပြတ်သားမှာရှိအခုကျွန်တော်တို့တင်မော့ရပါပြီကျုပ်တင်နေဒီလောက်နဲ့လဲပြီးတယ်ဘာဖြစ်လို့ကျွန်တော်တို့ကရတဲ့ရထိုက်တဲ့အကျိုးဆောင်ကဘူးကျွန်တော်တို့ကတနည်းတပုံအေဂျင်စီရပဲဖြစ်ဖြစ်တင်မော့သားစီရပဲဖြစ်ဖြစ်ကျုပ်ရပြီးသားတွေဖြစ်တယ်ဆိုတော့ကျွန်တော်စဉ်းစားတာပေါ့နော်ဟိုကျေးဇူးချင်ရင်လုပ်မယ်အာပရိုက်တာလုပ်မယ် ော့ခိုင်ရန်ပြောရင်ဒီဒီ brother တွေသူတို့ကသူတင်မောတက်တယ်သူတို့ရတဲ့ပတ်စံကိုသူတို့ကသူ သုံးမယ်သူမိသားစုထောက်ပံ့မယ်အဲ့ဒီအတွက်ကျွန်တော်တို့ကပရိဒအမိခံပြီးတော့လိုက်ပြီးတော့ကုညီပေးရဆိုတဲ့ခေါင်းစဉ်အောင်မှနေစရာအကြောင်းမရှိဘူးကျော်ကျေးဇူးခံကျေးဇူးစားကျေးဇူးရှင်ဆိုတဲ့ကျိုးတွေနဲ့ကျွန်တော်တို့ချီစရာအကြောင်းမရှိဘူးကျွန်တော်လည်းအားရမနေဘူး တို့အမြဲတမ်း like ကူညီပေးနေအောင်ကျွန်တော်အားရမနေဘူးကျုံးလေကျွန်တော်လှုပ်ရှားရှိတဲ့အလုပ်တစ်ခုလို့ကျွန်တော်သဘောထားပြီးလှုပ်တာပဲဖြစ်ဆိုတော့ကျွန်တော်ကျေးဇူးတင်ကြရလဲမလို့ပြီးတော့ကျွန်တော်ကိုယ်တိုင်ကစိတ်ပါလက်ပါနဲ့လှုပ်ရှားရှိရင်လှုပ်ပေးတာကျွန်တော်တင်မလာလောကမှာရှိနေတုံးကျွန်တော်လှုပ်ပေးတဲ့ဆိုတဲ့အရာတွေကိုကျွန်တော်တို့ like လုပ်ပေးတာ ရှင်းပြောရင်ကျွန်တော်တို့စိတ်ကိုကဒါမျိုးလောက်ပါလို့ဒါမျိုးလောက်ချင်လို့စာလောင်နေလို့ကို ကျွန်တော်တို့ကပွဲသားအမိခံပြီးတော့တင်နန်းဆရာအမိခံပြီးတော့ကျွန်တော်လောက်ချင်တာတွေကိုလောက်ပေးနေတာ စိတ်ပါလက်ပါနေကိုလောက်ပေးနေတယ်ပတ်စံရတာရှိတယ်ကိုမဲစားရတာရှိတယ်လက်ဖက်ရည်ပဲတောက်ရတာရှိတယ်ဘာမှမစားမတောက်ရတာလည်းရှိတယ်အဲ့ဒါပြဿနာမဟုတ်ဘူးကျွန်တော်တို့ကကျွန်တော်တို့လောက်ပေးလိုက်တယ် နော်အလုရှာတာပဲဖြစ်ဖြစ်စာတင်ပေးတာပဲဖြစ်ဖြစ်သူ့အတွက်တစုံတစ်ခုအကျိုးရှိသွားတယ်ဆိုရင်ရပြီကျုံးအတွက်လုံလောက်အဲ့ဂျေဇူးကံဂျေဇူးသားနဲ့ချီနောင်လိုက်တာကဒီတင်မောသားဘဝတစ်ချောက်လုံးမှာ तू ကလွတ်လွတ်ကင်းကင်းမဖြစ်တော့ဆိုတော့ဂျေဇူးအပြုတ်ခံရတဲ့လူကဂျေဇူးအမြဲတင်နေတာပြဿနာမရှိဘူးဂျေဇူးပြုတ်တဲ့လူက ငါကျေးဇူးရှင်ကြီးမင်းတို့ကကျေးဇူးရှိတယ်ဆိုပြီးအမြဲတမ်းခေါင်းစဉ်တက်ပြီးပြောနေတာကအဆင်မပြေဘူးဆိုတော့အဲကျွန်တော်တင်မောသားတယောက်ကျွန်တော် ရင်းဖွင့်မှုတယ်ပေါ့နော်ဒီသူ့အတော်ရဲ့ယောက်ျားတယောက်ကသူ့ကို line တစ် line မှာအပ်ပေးလိုက်လို့သူတင်မောသားဖြစ်သွားတာပေါ့နော်အဲ့တော့ဒီနေ့ဒီအဲ့အကြောင်းကိုသူကပြောနေကြပြောနေတုံးပဲပေါ့နော်လူလေကောင်ရောက်လဲပြောတယ် တော့အန်ငါတို့လုတ်ပေးလို့နင်တို့ကတင်မော့တက်တာငါတို့ပြန်လာရက်ဆောင်လေးပါလိဝယ်လာပေးအောင်ဆိုတဲ့ကိစ္စမျိုးရှိတယ်ပြန်လာတိုင်းလက်ဆောင်ကတောင်းတယ်ဆိုတော့ဟိုဒီဒီလူကဒီတင်မော့သားဖြစ်နေတဲ့တသက်လုံးကိုမလွတ်လက်တော့တော့ तू ကဒီမျိုးတွေကြားလဲတွားရင်လေဒီအတော်နဲ့တွေ့တိုင်းကိုလေအဲ့စကားအမြဲပြောခံနေတယ် တော့ကျွန်တော်တို့တမောသားလောကမှာ profession နဲ့ဆက်ဆံလုပ်လို့မယ်ပေးကြရှင်ပေးမယ်ယူကြရှင်ယူမယ်အဲ့မှာနေပွဲကပြီးသွားပြီကျေးဇူးရှင်ဆိုတဲ့အမကြီးတက်ပြီးတော့ရှင်းပြောရင်တော့အသုံးချမခံဘူးလို့တယ်ဆိုအလုံးကကိုကုန်ကိုကကိုပစံနဲ့ကို အဲလှုပ်လှုပ်လှုပ်ရှားရတယ်အလုံးလှုပ်ရတယ်ထိုက်တဲ့နဲ့အကူညီလေသူများဒီကတောင်းရတယ်အဲ့ဒီအကူညီအတွက်လည်းတန်အတန်ကြီးကတခါလေးပေးလိုက်တာပို့ပြီးတော့ကောင်းတယ်ပြီးရင်ကိုကိုကျေးဇူးရှင်အမိခံပြီးတော့ကျေးဇူးအမြင်နဲ့အတင်ခံခြင်းနဲ့ဘဲတွေကိုလေရှောင်ရှားဖို့လိုတယ်နော်လူရင်းလူကောက်တွေရှောင်ရှားဖို့လည်းလိုသလို အဲ့ဒီဂျေဇုရှင်အမိခံခြင်းနဲ့လူတွေကိုလည်းရှောင်ရှားဖို့လိုတယ်အဲ့ဒီဂျေဇုကံဂျေဇုစာဆိုတာကြီးကကိုယ့်ရဲ့တမောသားဘဝတစ်လျှောက်လုံးကိုအဲခြိနှောင်မဲ့နှောင်ကြိုးကြီးဖြစ်နေတတ်တယ်ဒါကျွန်တော်ဒီနေ့ပြောခြင်းတဲ့ topic လေးပေါ့နော်